စိန်ခေါ်မှုများစွာနဲ့ရင်ဆိုင်နေရတဲ့ယင်းဒီနိုင်ငံတကာအခင်းကျင်းမှာမိမိတို့အနေနဲ့စုပေါင်းကျော်လာရမယ်လို့ NASA ကဥက္ကဋ္ဌဗိုလ်ချုပ်မှုကြီးမီအောင်လိုင်းကပြောပါရယ်2025ခုနှစ်ဇော်လ26ရက်ကဘယ်လာရုနိုင်ငံမင်းမြို့မှာကျင်းပတဲ့စရုပ်ထအကြိမ်ဥရောပအာရှစီးပွားရေးဖိုရမ်မှာသူကပြောပါရယ် NASA ကဥက္ကဋ္ဌကစိန်ခေါ်မှုများစွာနဲ့ရင်ဆိုင်နေရတဲ့ယင်းဒီနိုင်ငံတကာအခင်းကျင်းမှာ ချင်းချောင်းမှုတွေကိုကျော်လာနိုင်ဖို့အတွက်မိမိတို့အနေနဲ့စူပေါင်းဆောင်ရွက်ကြရမည်။ထို့ကဲ့သို့သောအခြေအနေများကိုရင်ဆိုင်ကျော်လာနိုင်ရန်အတွက်စူပေါင်းဆောင်ရွက်မည့်နေရာတွင်ဥရောပအာရှစီးပွားရေးတမကသည်ပြပစီးပွားရေးစိန်ခေါ်မှုတွေနဲ့ပိတ်ဆို့တန်းခတ်မှုများကြားတွင်မကြသေးမီနှစ်တွေအတွင်းတည်ငြိမ်သောတိုးတက်မှုများနှင့် အရေးပါသောအောင်မြင်မှုများကိုပြသနိုင်ခဲ့သည်ကိုဝမ်းမြောက်စွာတွေ့ရှိရတယ်လို့ပြောပါတယ်မြန်မာနိုင်ငံအနေနဲ့ဥရောပအရှစီးပွားရေးတမကအဖွဲ့ဝင်နိုင်ငံတွေနဲ့စီးပွားရေး၊ကုန်သွယ်ရေးစတဲ့ကဏ္ဍတွေကိုပူးပေါင်းဆောင်ရွက်နိုင်မဲ့အလားအလာတွေကိုရှာဖွေဖော်ထုတ်ပြီးတွန်းမြင်ဆောင်ရွက်သွားလိုကြောင်းသူကပြောပါတယ်မြန်မာနိုင်ငံအနေနဲ့လည်းဥရောပအရှစီးပွားရေးတမကရဲ့အဖွဲ့ဝင်နိုင်ငံအဖြစ်ပါဝင်ဖို့စိတ်အားထက်သန်လျက်ရှိကြောင်းမြန်မာနိုင်ငံကိုဥရောပအရှစီးပွားရေးတမကရဲ့လေ့လာသူနိုင်ငံအဖြစ်စောလင်စွာပါဝင်နိုင်ရန်အတွက် သူတို့မှာထောက်ခံဆောင်ရွက်ပေးပါရန်မြစ်တာရက်ခံလိုပါကြောင်းနာဆာကဥက္ကရာကပြောပါရယ်စီဝါရေးနဲ့ပတ်သက်ပြီးပိတ်ဆို့ခံထားရတဲ့နိုင်ငံဖြစ်တာကြောင့်အင်မတန်သတိကြီးကြီးထားပြီးဆောင်ရွက်ရမှာဖြစ်တဲ့အတွက်အတူတူပူးပေါင်းဆောင်ရွက်မှတော်ကကြမယ်လို့စီဝါရေးလုပ်ငန်းရှင်ဦးအောင်ပြည်စုံကစီအန်အိုင်းသတင်းဌာနကိုပြောပါရယ်။ ဖက်ရှင်တွေထိလာတဲ့နိုင်ငံတစ်ခုအတွက်ကြတော့ကျွန်တော်တို့ကအဲဒီဘောင်ကကျင်းမြောင်းပါလေဒီလိုကျင်းမြောင်းတဲ့အဲဒီဘောင်တွေကလည်းကုန်ပြည်ကြီးလောက်ရတဲ့အခါကျတော့လုပ်ငန်းရှင်တွေဘက်မှလည်းခက်ခဲသလိုသူရပိုင်းဘက်ကပြန်ကြည့်တော့လေကျွန်တော်တို့နိုင်ငံတွေတို့ကအင်တာနက်တွေကြီးကြီးထားပြီးဆောင်ရွက်ရတာဖြစ်တဲ့အတွက်အခုလုံးအတူတူပူပေါင်းပြီးတော့ဆောင်ရွက်မှပဲတော့ကကြမှာပါပူပေါင်းပြီးဆောင်ရွက်တယ်ဆိုတာသူရတစ်ခုပဲမဟုတ်ဘူးသမုတ်ကုန်ပြည်ကြီးလုပ်ငန်းရှင်တွေတစ်ခုလည်းမဟုတ်ဘူးအသေးအဖွဲ့တစ်ခုလည်းမဟုတ်ဘူးပေါ့နော်အားလုံးဒီကုန်ပြည်လမ်းကြောင်းတစ်လျှောက်မှရှိတဲ့ဒီပုဂ္ဂိုလ်အသေးအဖွဲ့အဖွဲ့အစည်းအကုန်လုံးကပူပေါင်းဆောင်ရွက်ဖို့လုပ်တယ်ဒီလမ်းကြောင်းတစ် ဆောင်လုံးမှာရှိတဲ့နေမျိုးဒေတာစုစုမှုအတွက်တောင်းဝန်ယူထားတဲ့ကျုံကျုံရင်းအဖွဲ့အစည်းတွေရတယ်။အာပူပေါင်းဆောင်ရွက်ပေးမှပဲကျွန်တော်တို့ကဒီထုတ်ပြန်မှုခက်ခဲတွေကိုကျော်သွားနိုင်မှာဖြစ်ပါတယ်။ဒီနေ့ကမ္ဘာမှာအင်အားကြီးနိုင်ငံတွေကနိုင်ငံငယ်တွေအပေါ်နိုင်ငံရေးစီးပွားရေးအရာဖိအားပေးမှုတွေပိတ်ဆို့မှုတွေဟာကမ္ဘာနိုင်ငံငယ်တွေရဲ့အခြေခံမှုတွေကိုချိုးဖောက်နေခြင်းပင်ဖြစ်ကြောင်းကမ္ဘာနိုင်ငံအသီးသီးမှာရှိတင်ရှိကြတဲ့ကောင်းမွန်တဲ့အခြေခံမှုတွေကိုအလေးထားပြီးကမ္ဘာနိုင်ငံတွေရဲ့ဖွံ့ဖြိုးတိုးတက်မှုအားအကောင့်ထဲပေါ်နေတဲ့ဥရောပအာရှစီးပွားရေးသမဂ EAEU ရဲ့လ ုံးဆောင်ချက်တွေအားမြန်မာနိုင်ငံအနေနဲ့ထောက်ခံကြောင်းနာဆကဥက္ကရာကပြောပါရယ်မြန်မာနိုင်ငံကိုအမေရိကန်ဥရောပနဲ့အနောက်အစုတွေကစီးပွားရေးပိတ်ဆို့အရေးယူထားတယ်လို့အပြည်ပြည်ဆိုင်ရာအလုံသမားအဖွဲ့အစည်း INO ကလည်းပိတ်ဆို့အရေးယူထားတာကြောင့်ယင်းနှမြုံနယ်မှုတွေမရှိတယ်လို့ရှိထားသောနိုင်ငံတကာယင်းနှမြုံနယ်မှုတွေလည်းပြန်လည်ထွက်ခွာနေကြပါရယ်ဒါပေမဲ့နာဆကဥက္ကရာဟာရုရှားဘယ်လာရုတရုတ်စင်ကာပူထိုင်းစတဲ့နိုင်ငံတွေမှာယင်းနှမြုံနယ်မှုတွေလှုပ်လာရေးစီးရုံးလျက်ရှိနေပါတယ်